တနမောတတဘဂဝတောရဟတောသမ္မာသမ္ဗုဒ္ဓတံအဲဒီတော့7မိနစ်လောက်ပါလေစူပေါင်းပြီးတော့တတိကပ်ပါပေါ့ တော့စိတ်ကိုလျှော့တာအကျော်လေးကိုလျှော့တာနာရီဝါကိုအာယုစိုက်ထားပေါ့နာရီဝါလေတိုးပြီးတော့ဝင်လာရင်ဝင်တဲ့လူတီနာရီဝါနေလေတိုးပြီးတော့ထွက်သွားရင်ထွက်သွားတယ်လို့တီးပေါ့တတိမပါပဲလေမွင်စီနဲ့ တတိမပါပဲလေးပြင်ကိုမထွက်စေနဲ့ပေါ့တတိနဲ့ရှူတဲ့ဆိုင်တဲ့လောက်ကိုပြုလုပ်အစစအပြောတယ်လို့ပေါ့။အခုစင်းတို့တရားအထုတ်တယ်ဆိုတာ ဒီအာယုန်နေကိုတုံးချပြီးတော့ပေါ့အာယုန်နေစိတ်တွေကိုတုံးချပြီးတော့ပေါ့မကန်နဲ့တတိမကန်နဲ့အတိပေါ့တတိနဲ့အတိဖြစ်အောင်ကြိုးစားတာလို့နားလည်ရမယ်မင်္ဂလာနဲ့အတိတတိဘာကြောင့်ဖြစ်ရတာဖြစ် ဘာကြောင့်ဖြစ်ဖို့လိုအပ်တာလဲဆိုတော့မကန်တဲ့အတိတ်တည်းမဖြစ်ဘူးဆိုရင်ဦးဇင်းတို့ရဲ့စိတ်ဖြစ်စင်မှာပေါ့အယူမှားပေါ့ဒိဋ္ဌိတွေ လောဘဒေါသတွေဖြစ်ကြတာပေါ့အတော့အတ္တိတိမဖြစ်ဘူးဆိုရင်လောဘဒေါသမောဟဆိုတဲ့အမှန်မသိမှုတွေဖြစ်မယ်ဆိုတာလေသဘာဝတရားနိယာမတရားပဲပေါ့သို့တူပဲပေါ့မကန်တဲ့အတ္တိတိဖြစ်မယ်ဆိုရင်လေ အယူမားတွေကိုစွန့်ပြီးသားပေါ့လောဘဒေါသတွေကိုစွန့်ပြီးသားဖြစ်တယ်ဆိုတာကိုလည်းနားလည်ရမယ်ပေါ့ဥမာဆိုပါစို့လူကျင်တဲ့စိတ်ဖြစ်ခြင်းကပဲ မမျောတဲ့စိတ်ပေါ့တွန့်တူတဲ့စိတ်ကိုစွန်ပြီးသားဖြစ်တယ်လို့နားလည်ရမယ်ခန္ဓာကိုယ်မှာဒုက္ခဝေဒနာ ပေါ်ခြင်းကပဲဒုက္ခဝေဒနာဒါမှမဟုတ်ဥပိ္ပခဝေဒနာတွေစောစောကဖြစ်နေတဲ့အခြေအနေကိုစွန်ပြီးသားဖြစ်တယ်ချိုးပြောက်ပြီးသားဖြစ်စေတယ်လို့နားလည်ရမယ် အတန်တန်ဖြစ်ပေါ်လာခြင်းကပဲတိတ်ဆိတ်မှုကိုစွန်ပြီးတာချုပ်ပြီးတာ ဖြစ်စေတယ်လို့နားလည်ရမယ်ထို့သူရဲ့ဘောတတိထားနေတာဟိုကတတိစိတ်ဖြစ်နေတာဟို တိမထားရင်ဖြစ်မဲ့နိဝရဏတရားတွေပေါ့နိဝရဏတရားဆိုတာအကုသိုလ်စိတ်တွေဒီချိန်မှာဒီလိုတတိမကပ်ဘူးဆိုရင်ပြင်းကြီးပြင်းကြီးတဲ့စိတ်ပေါ်ရင်လည်းပေါ်နေမယ်အနာဂတ်ကိုတွေးပူတဲ့စိတ်တွေဖြစ်ရင်လည်းဖြစ်နေမယ်ဥဒိစ္စဆိုတဲ့စိတ်ပြန့်လွင့်တာတွေဖြစ်ရင်လည်းဖြစ်နေမယ်ဘုံပုတ်ပြီးတော့ပေါ့ကာမိစန္ဒပေါ့ဘုံပုတ်တယ်ဆိုတော့ကိုကြိုက်တာတွေပေါ့ရုပ်ရှင်ကြည့်ရင်လည်းကြည့်နေမယ်တခြင်းနားထောင်ရင်လည်းနားထောင်နေမယ်ပေါ့အစင်းအတန်အနက် အရသာဆိုတဲ့အာယုံမျိုးခံစားတဲ့မမောတဲ့စိတ်တွေဖြစ်ရင် ဖြစ်နေမယ်ပေါ့အပြင်းနဲ့ကားတော့တတိဌာနေခြင်းအဖြစ်ပေါ့တတိစိတ်ဖြစ်တာဟိုကနိဝရဏတရားဆိုတဲ့စိတ်ညင်ညူးစေတဲ့တရားတွေကိုအာဟုတုစိတ်တွေကိုစွန်ပြီးတာဖြစ်တယ်လို့နားလည်ရမယ် တို့သူပဲပေါ့တရားသမားတွေပေါ့အခုယုတ်တဲ့နန္တယုတ်တရားနန္တရားအာယုံကြောင့်စိတ်ကြောင့်ပေါ့ဒါတွေကိုသင်ကြားနေတာဟောပေါ့ဒါတွေသင်ကြားလာတဲ့လာလာနဲ့အမျှပေါ့ဦးဇင်းတို့က ဒီငါမဟုတ်ဘူးဆိုတာကိုသဘောပေါက်လာတယ်။တနည်းအားဖြင့်ငါဟုတ်တယ်ဆိုတဲ့အထင်မှားတွေရော့နေလာတယ်။တနည်းအားဖြင့်ဒိဋ္ဌိပေါ့။ဒိဋ္ဌိအယူမှားတွေရော့နေကင်းစင်လာတယ်ပေါ့။ဟောယုတ်တိနံနေအာယုန်နေစိတ်တွေ ဝေနာရီတင်ညာရီဒါရီဥစဉ်တော့တင်ကြားနေတာဟောနှလုံးသွင်းနေတာဟောပေါ့အဝိဇ္ဇာကိုပယ်နေတယ်ဒိဋ္ဌိကိုစွန့်နေတယ်လို့နားလည်ရမယ်ပေါ့အမှန်ကန်တဲ့အတ္တိတ္တိဖြစ်နေတာဟောဖြစ်အောင်ကြိုးစားနေတာဟောအတ္တိမားနဲ့ညှိတွယ်မှုတွေကိုစွန့်နေတယ်လို့နားလည်ရမယ်ပေါ့အဲ့ဒါဟောအကြောင်းအကျိုးပဲပေါ့နေရမှာပဲ န္ဓာကိုယ်မှာပူတဲ့သဘောလေးပေါ်လာတာကအေးတဲ့တက်တွေကိုဆွန်ပြီးသားချုပ်ပြီးသားဖြစ်စေတယ်လို့နားလည်ရမယ်ခန္ဓာကိုယ်မှာအေးတဲ့သဘောလေးပေါ်လာတာကအပူတက်တွေကိုဆွန်ပြီးသားချုပ်ပြီးသားဖြစ်စေတယ်လို့နားလည်ရမယ် တော့အကျင့်တရားတစ်ခုပေါ့တဘာဝတရားတစ်ခုဖြစ်ခြင်းကပဲသူနဲ့ဆန့်ကျင်ဘက်တရားတစ်ခုကိုစွန်ပြီးတာချုပ်ပြီးတာဖြစ်စေတယ်လို့နားလည်ရမယ်မနေ့စောစောတရားထားထိုင်တာဟုတ်ပေါ့ဝရိယပေါ့မနေ့စောစောတရားထားထိုင်တာဟုတ်ပြင်းရတဲ့စိတ်တွေကိုစွန်ပြီးတာပေါ့ဖြစ်စေတယ်လို့နားလည်ရမယ် ဝေရီထွက်လေဟူတတိကတ္တာဝါတတိမကန့်ရင်ဖြစ်မဲ့ပေါ့ပူပန်နေစိတ်ဆိုးရင်နေစိတ်တွေကိုဆွန်ပြီးသားဖြစ်စေတယ်လို့နားလည်ရမယ်ပေါ့အလှူဒန်းခြင်းနဲ့စိတ်ဖြစ်ပေါ်လာတာဟိုကနှမျောတဲ့စိတ်ကိုဆွန်ပြီးသားလို့နားလည်ရမယ်နှမျောတဲ့စိတ်ဖြစ်တာဟို ်လူကျင်တန်းကျင်တဲ့စိတ်တွေကိုစွန့်ပြီးသားချုပ်ပြီးသားဖြစ်စေတယ်လို့နားလည်ရမယ်ပေါ့ကုသိုလ်စိတ်ဖြစ်တာဟောအာဟုတုစိတ်တွေကိုစွန့်ပြီးသားလို့နားလည်ရမယ်ပေါ့အာဟုတုစိတ်ဖြစ်လာတာဟောလည်းကုသိုလ်တရားတွေဖြစ်ခွင့်အတ္တစ္ဆာပါလေဖြစ်လာမယ်လို့ပါလေသင်နေတယ်အမှန်မှန်တော့သူကအဲ့ဒီဒီယုတ်တဏ္ဍတ်ပေါ့ယုတ်တရားဏ္ဍတရားအယုတ်တရားဏ္ဍတရားတွေရဲ့ တဘောအမှန်ကို အမှန်တိုင်းသိမှုအတိတတိရပဲမေဂတစ္ဆာပါလေနားလည်လားမသိအဲ့ဦးဇင်းတို့ဟလာအခုဒါယုတ်တရားနဲ့ပတ်သက်ပြီးတော့ဗောလေယုတ်တရားနဲ့ပတ်သက်ပြီးတော့အ ਨੇ ဆုံးတော့ဦးဇင်းတို့ကဗာလေအခန္ဓာနဲ့အတိုက်အတက်ကိုသိရမယ်အခန္ဓာနဲ့အဲ့ဒါလေအဲ့ဒါ ကြားဖို့ကြတာဟဲ့ဟဲ့လားအခန်းတက်ကအခန်းတက်ဆိုတာဗါလေဒွါရာ6ပောက်ကိုပြောတာအခန်းတက်ဆိုတာဗါလေဒွါရာ6ပောက်ကိုပြောတာအတိုက်တက်ဆိုတာတော့ဗါလေအာယုံ6ပောက်ကိုပြောတာဟဲ့လားတနည်းအားဖြင့်အာယုံ6ပောက်ကယုတ်တရားပေါ့အာယုံ6ပောက်ဆိုတဲ့ဟဲ့လားအခန်းတက်6ပောက်ကတော့ ျက်စိအကြီးဆိုတဲ့အခန်းသက်ဒါမျက်စိအကြီးမျက်စိအခန်းပေါ်မှာအယောင်ဆင်းရလာတိုက်မှာနားအကြီးပေါ်မှာအတန်ရလာတိုက်မှာလေဟုတ်လားသူကအဲ့ဒါနှာခေါင်းကြည်ပေါ်မှာအနံ့ကလာတိုက်မှာဟုတ်လားဒီလိုဝိပဿနာရှုရဲဆိုတာအဲ့ဒီအခန္ဓာပဲဖြစ်ဖြစ်အတိုက်တပဲဖြစ်ဖြစ်ဒါတွေရပါလေငါတွေမဟုတ်ဘူးသူတွေမဟုတ်ဘူးကောင်းတာတွေမဟုတ်ဘူးဆိုးတာတွေမဟုတ်ဘူးယုတ်တရားပဲယုတ်တက်တွေပဲ တဘာဝတရားပဲလို့ပြောရမလဲနားလည်ရမယ်အဲ့ဒါဝိပဿနာရဲ့ဗာလဲအခြေခံပဲပေါ့သူကမှန်တယ်ဆိုတာကသူကဒီမြင်တဲ့အခိုက်လေးမှာဦးစင်းတော့ဗာလဲဆိုတော့တိလိုက်တာပဲတတိထားလိုက်တာဗာလေဒီပေါ်မှာဗာလဲအာယုဆိုင်လိုက်တာမြင်မြင်နဲ့မှတ်ဆိုတာဗာလဲအဲ့မြင်ကြိုင်လေးမှာအာယုဆိုင်လိုက်တာဒါပေမဲ့မြင်နေဆိုတာဗာလဲဆိုတာဦးစင်းတို့တေချာမသိဘူးဗာလေ အဲမြင်းနေဆိုတာကသူကမြင်းနေဆိုတဲ့ဇာကားမှာသူက၃ဘိုင်းရှိတယ်မြင်းနေဆိုတဲ့ဇာကားမှာပါလေသူကအယောင်ဆင်းရှိတယ်ပြီးမှလည်းမျက်စိကြည့်ရှိတယ်ပြီးရင်အဲ့ဒီအယောင်ဆင်းကိုတိတဲ့မြင်စိတ်ဆိုတာရှိတယ်ပေါ့လေသူကအဲ့ဒီ၃မျိုးကိုသူကမှတ်တယ်ဆိုတာကတိလိုက်တာပေါ့ဖြင်းဖြင်းမှန်းပါလေတိလိုက်တာမြင်းမြင်းမှန်းပါလေတိလိုက်တာအဲ့မြေယုံဤကနံဤကစိတ်ဤကဟလား ိုပြောရမလဲရုပ်နဲ့နာမ်ကိုအာယုန်နဲ့စိတ်ကိုပိုင်းခြားပြီးတော့တိလိုက်တာပါလေပညာတော့ဥစဉ်တော့အာယုန်နဲ့အဲ့စိတ်ပေါ့လေရုပ်နဲ့နာမ်ဆိုပိုင်းခြားပြီးတော့မတည်ဘူးဆိုရင်ဥစဉ်တော့ဘယ်လိုဖြစ်လဲဆိုတော့ငါမြင်တယ်ဆိုတဲ့အထင်ဖြစ်သွားတယ်ဟုတ်လားငါမြင်တယ်သူကအဲငါမြင်တယ်ဟုတ်လားဟိုငါကြားတယ်လို့ထင်တယ်သူကတကယ်ငါမြင်တာမဟုတ်ဘူးသူကဒီယူပါယုံဆိုတဲ့ပေါ့ဟုတ်လားအစင်းတန်းနဲ့ မျက်စိနဲ့တိုက်တော့ဦးဇင်းတို့ကမျက်စိကြည့်လေးမှာပါလဲဆိုတော့မြင်စိတ်ဆိုတဲ့သက္ခုဝิญဉာဏ်လေးပေါ်တယ်သက္ခုဝิญဉာဏ်လေးပေါ်လို့ဟလာအစင်းကိုတိတဲ့သဘောလေးပေါ်တာကိုပဲဦးဇင်းတို့ကမြင်တယ်လို့ပြောတာငါမရှိဘူးပေါ့ဒါပေမဲ့ဦးဇင်းတို့ကငါမြင်တယ်လို့ပါပြကြတယ်ဆိုတော့အထင်မှားကြတယ်ပေါ့မြင်တဲ့ပုံမှာဦးဇင်းတို့ကမြင်မြင်နေမှဆိုတာတတိကလိုက်တယ်ဟလာဆိုတော့မြင်ရတဲ့ယူပါယုံကအယောင်စင်းကယုတ်တရား ဟုတ်လားအယောင်စင်းလာတိုက်တော့မှမြင်တိမှုလေးကနန္တရာဟုတ်လားမြင်တိမှုလေးပေါ်တာပဲငါမြင်တာမဟုတ်ဘူးအဲအဲ့လိုနားလေလိုက်တော့မှဦးစင်းတော့ပါလေမှန်ကန်တဲ့အတိဖြစ်လာတာပေါ့ကြားတယ်ဆိုရင်လည်းအဲ့တိုင်းပဲဦးစင်းကကြားရင်ကြားတယ်မှန်းဆိုတာကတော့ဦးစင်းတော့ပါလေတတိကတ်လိုက်တာပေါ့ဒါပေမဲ့တတိကတ်ယုံနေဦးစင်းတော့ကငါမပြုတ်ဘူးဦးစင်းတော့ ကြားကြားတယ်တော့မှတ်လိုက်တာပဲဒါပေမဲ့ဦးဇင်းတော်ကငါကြားတယ်ဆိုတဲ့အထင်ကြီးရပါလေရှိနေတယ်အထင်မှားကြီးပေါ့အဲငါကြားတာမဟုတ်ဘူးဆိုတာကိုနားလည်ဖို့ကြားတော့ဦးဇင်းတော်ကဆိုတော့ပြောတယ်ဟုတ်လားအတန်ကယုတ်တရားအတန်ကအာယုံဆိုတဲ့အတိုက်တက်ပေါ့ဟုတ်လားအာယုံဆိုတဲ့ယုတ်တရားအဲအဲအတန်အာယုံနဲ့နားနဲ့တိုက်တော့မှကြားစိတ်လေးဟာသူကမရှိရကနေပါလေဖြစ်ပေါ်လာ ကြားစိတ်လေးဖြစ်ပေါ်လာလို့ကြားတာပေါ့လေကြားစိတ်လေးမဖြစ်ရင်ဒါလေးနားနဲ့တန်နဲ့တိုက်တယ်ဦးဇင်းတော့တခြားတွေးတဲ့စိတ်တွေဖြစ်နေရင်ဘယ်မကြားလိုက်ဘူးတော့ဟုတ်လားနားနဲ့တန်နဲ့တိုက်တော့မှတော့ပါလေဆိုတော့အာယုံနဲ့ဆိုက်လိုက်တော့မှတော့ပါလေကြားစိတ်လေးကမရှိတာကနေသူကဖြစ်ပေါ်လာတယ်ကြားစိတ်လေးဖြစ်ပေါ်လာလို့ကြားတာပေါ့လေငါရှိလို့ကြားတာမျိုးမဟုတ်ဘူးသူအဲ့လိုလေးနားလေလိုက်တာကြတော့ပါလေ นาะนะครับว่าวช